ဒီကနေ့တင်ဆက်ပေးမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းကမ်ဘလူမြို့နယ်ကနေခင်ဦးဘက်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့လို့စစ်ကြောင်းစုဖွဲ့မှုပြည့်စည်သွားခဲ့တဲ့သတင်းအဲ့ဒီစစ်ကြောင်းကစစ်ကြောင်းမှုအပါစစ်သား90ယောက်တိတ်ဆုံးပြီးစစ်တုံးပန်း15ယောက်နဲ့လက်နက်ခဲယမ်းတွေတင်ပိုက်ရရှိခဲ့တယ်လို့ဒေသတွင်သတင်းတွေကလည်းဆိုထားပါဗျာ ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးဒူဝင် People Defense Force Group ကလည်းတိုက်ပွဲအခြေအနေကိုဓာတ်ပုံဗီဒီယိုတွေနဲ့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကမ်းပလူမြို့နယ်ဝက်တိုကျေးရွာစစ်တပ်အထိုင်စခန်းကခင်ဦးမြို့နယ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကတပ်မ33လက်အောက်ခံခလာယာ13လုံးကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။ စစ်ကြောင်းကိုကန့်ဘလူမျိုးနဲ့ရင်းတိုက်ရွာအနီးမှာတော်လန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲအချိန်45မိနစ်အချိန်ထိကြာမြင့်ခဲ့တာလို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲမှာကန့်ဘလူခရိုင်ပါကဖကာဘိုးတိုက်နယ်ပါကဖကြောက်တိုင်ပါကဖရေဦးမျိုးနယ်လက်ယုံပါကဖခင်ဦးပါကဖ PDF ပါလာဖစုဖွဲ့တက်ခွဲဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်ရှင်။